နဲ့ကဂျူလီယက်လေတကယ်မောင်နှမရဲ့လိုမျိုးအရန်ဟိုဟိုခင်နေပေါ့နော်ကိုမျိုးရောမချောနဲ့ဂျူလီနဲ့ဆိုအဲ့လိုစကားလေးအရန်ပြောကြရတယ်အဲ့လိုမျိုးအရန်လည်းခေကြတဲ့အခါကျတော့တိုးဆောင်တဲ့အချိန်မှာအရန်ရင်းနှီးသွားတဲ့တငယ်ချင်းမောင်နှမလိုအရန်ခင်သွားပြီဆိုရင်အဲ့လိုမျိုးတွေရိုက်ရတာအရန်ခက်ခဲတယ်အဲ့လိုပါတော့ဆိုတော့ကိုနေမဆိုလေဂျူလီကိုပြောမလားဆိုတော့ဟဲ့မြင်ရတော့ဘယ်လဲလား ကိုကြီးမျက်လုံးကလည်းရည်ချင်နေရလေကြိတ်ပြီးတော့ဗောနော်ကိုကလည်းကဲရိုးဆောင်လို့လေနေအဝင်နေပြီဟာချက်ပါလေချက်အပါလေအဲ့လိုမျိုးစူးစမ်းခဲ့ရတာဗောမိမတယောက်ရဲ့အချစ်ဆိုတာကိုချစ်သူရဲ့လူအင်စင်နာတွေကိုဖြည့်ဆည်းပေးချင်တာ။ဘာလဲလို့တက်လောက်တော့ရရဆက်ဆက်လောက်ရတာလဲ။အယူအင်းရ။ဟောမင်း။ရ ပါဆိုတဲ့ကောင်မလေးကိုလည်းမြင်တွေ့ရမှာပါ။သူကတော့အိမ်မာလို့အိမ်ကိုလုပ်တဲ့ကောင်မလေးပေါ့နော်။သူတော့ဒီကားလေးရကျတော့အပြင်ကအဲ့လိုမိကလေးရဲ့အဲစိတ်နေစီတာသဘောသဘာဝကိုအဲကျူလေးအနေနဲ့အိမ်ပါဆွဲကောင်မလေးနေရာနေဝင်ပြီးတော့အောင်းတိုးဆောင်ထားတာပေါ့။အဲ့တော့ယောက်ျားလေးဘက်ကတော့အဲ့လိုမြင်တာပေါ့နော်မိန်းကလေးတွေဘက်ကကျတော့လေမိန်းကလေးတွေရဲ့အတွေးကမိန်းကလေးတွေလည်းခံစားတတ်မှာပါအဲ့တော့ ီကားထဲမှာယူပါပဲဆိုတာလားကိုချမ်းပြရပဲဆိုတာလားသူကဘယ်လိုလုပ်လဲဆိုတော့ဟိုပေါ့နော်ဟိုတယောက်နဲ့တယောက်နဲ့အမြင်တူကြမယ်လို့တော့မထင်ပါဘူးဟုတ်အဲ့လိုခံစားမိရဲ့လူပေါ်မှာလိုက်ပြီးတော့ဟို feeling တွေကတမျိုးတယောက်တစ်မျိုးစီဖြစ်မယ်လို့ခံစားမိပါတယ်အဲအမတ်တရားတော့ training 3ရက်ပြီးရဲ့အချိန်မှာသူလေးကဖျားပြီးတော့အတန်မထွက်တော့ဘူးအဲ့တော့ရိုင်းနေတဲ့အချိန်မှာတော့ဟိုအတန်ဝင်နေတာပေါ့နော်အတန်နိုင်တော့အကောင်းဆုံး 調査ပြီးတော့ပြောပြီးမယ်တချို့စင်တွေဆိုအတန်ဝင်နေရတွေ့ရတယ်အဲဒါမဲ့လည်းဘယ်လိုပြောရမလဲသူကတော့ကိစ္စမရှိဘူးပေါ့နော်သူပါအတန်ဝင်နေတယ်ဒါတခြား character ဝင်ချင်မှဝင်တယ်မဟုတ်ဘူးသူဆိုလာတဲ့တစ်ယောက်နဲ့အတန်မတူကြဘူးအဲ့လိုပဲသဘောထားပြီးတော့အောင်းစူးစားထားတာပါအဲ့လိုပေါ့မိန်းကလေးတွေကလည်းမိန်းကလေးရခံစားချက်နဲ့လိုက်ပြီးတော့ feeling တစ်ခုရတယ်ယောက်ျားလေးတွေကကြည့်လေယောက်ျားလေးတွေရဲ့ site နဲ့ တိုင်းတာပြီးတော့တကယ်ပဲကိုလိုယုံနဲ့မိမလားဘာလားပေါ့အဲ့လိုမျိုးပေါ့ feeling တစ်ခုရတယ် melody ကကြည့်မသွားရင်တော့ low out မယ်အဲ့လိုပေါ့ချူလေးကိုယ်တိုင်လည်းအဲ့လိုမကြည့်ရတဲ့အချိန်မှာဆိုအရန်ကိုအကုန်စိတ်လို့ရှာပြီးရှက်တယ်ဟောကြိုက်တော့ကဒါအဲ့လိုလေတကယ်တမ်းကျအဲ့လောက်တော့လိုသွားရလားလိုရာလေးလေတွေ့ရမယ်ဂျီဝမ်နဲ့ဂျီခွဲဆရာလေးလေတွေ့ရမယ်ပြီးလို့ရှိရင်အဲ့လိုပေါ့ပြဿနာတွေမှာအင်္ဂလိပ်နဲ့ယောက်ျားလေးနဲ့ဖြစ်ရှင်ဖြစ်ရှင်နဲ့ပြူလာတွေလည်းတွေ့ရမယ် ။ကိုနေဝင်းနဲ့ကကျူလီယက်လေတကယ်မောင်နှမရဲ့လိုမျိုးအရန်ဟိုဟိုခင်နေပေါ့နော်။ကိုနေဝင်းကမချောနဲ့ကျူလီယက်နဲ့ဆိုအဲ့လိုစကားကြီးလည်းအရန်ပြောကြရတယ်အဲ့လိုမျိုးအရန်လည်းခေကြတဲ့အခါကျတော့တီယိုဆောင်တဲ့အချိန်မှာအရန်ရင်းနှီးသွားတဲ့တငယ်ချင်းမောင်နှမလိုအရန်ခင်သွားပြီဆိုရင်အဲ့လိုမျိုးတွေရိုက်ရတာအရန်ခက်ခဲတယ်။အဲ့လိုပါလား။ကကိုနေမစလေချူလီပြောမနာစောတော့ဟဲ့ညနေတော့ဘယ်နဲ့လား ိမြတ်တော့လည်းရည်ချင်နေရလေကြိတ်ပြီးရပါတော့ဘဝရလည်းကဲဒီလိုဆောင်တော့လည်းနေဝင်နေပြီးချက်ပါလည်းချက်အပါလည်းအဲ့လိုမျိုးလေးစူးစမ်းနေရတာပေါ့ဒိုရာချူလေးတွေဇောချွေးကြီးလည်းပုံပြန်နေပို့ပြီးတော့အတွင်းစိတ်ကြီးပြန်မှန်းရတယ်ပေါ့နော်ငယ်ရင်းနေတဲ့တကယ်ချင်းနေတဲ့ကိုအရန်ကြီးကိုမှမလို့ခင်ရတဲ့သူတွေနဲ့ရိုက်ပြီးဆိုတဲ့ပို့ပြီးဆိုတဲ့ရည်ချင်တာပေါ့လေနော်ဒါမဲ့လည်းအကောင်းဆုံးတော့ ီမဘာအားသာသွားလဲဆို training ကြောင်းမို့လို့အဲ on scene မှာရောက်ပြီးဒီစကားတွေကတချင်းလေးဖွင့်လိုက်ပြီးဆိုတာနဲ့အဲချူလေးမဟုတ်တော့ဘဲနဲ့ယူပါပေါ့နော်ကိုနေဝင်လို့ဆိုလဲအတက်နိုင်ဆုံးဘုရားရာဂိုင်းလုံးလောက်ကိုကိုချမ်းပြေလို့ပဲမြင်ခဲ့ရတယ်အမတ်တရတခုဖြစ်ဆုံးကတော့ဒီကပြီးသွားတဲ့အချိန်ကြီးနောက်၃ရက်လောက်ကြီးယူပါဖို့မပြောက်ဘူးပေါ့နော်အဲဒီတချင်းလေးကိုအမြဲတမ်းကားထဲမှာနားထောင်နေအဲ့ဒီကြရတယ်၃ရက်လောက်ကြီးမျက်လေဆိုရင်သူကမနေတတ်ဘူး ရီးလည်းမသိဘူးအဲ့လိုမျိုးကအမတရားဖြစ်ခဲ့ရူပါကာရက်တာနဲ့နောက်တစ်ကားကိုအများကြီးရုံးထွက်ဖို့ခက်ခဲခဲ့တယ်ပေါ့အာအဲ့တော့အရင်ကြာသွားပြီးတဲ့အချိန်ကျမှချူတူကိုကာပါရိုက်ဖို့အတွက်ပေါ့နော်ဖိုတိုရိုက်ဖို့ခေါ်တဲ့အချိန်မှလည်းတစ်ချိန်လေးပွင့်ပေးပါဆိုတဲ့အချိန်မှချက်ချင်းယူပါဖြစ်သွားတယ်ပေါ့နော်အဲ့ဒါတော့ပထမအထူးကြားဆုံးမှအဲ့လိုဟိုဆိုင်ဝင်းမော်ကိုဦးကိုခန်းစားခဲ့ရတယ်လို့မျိုးပဲပေါ့နော်ဒီဒီကားကလည်းဒုတိယမြောက်ယူပါနဲ့ကိုချမ်းပြေးဆိုပြီးဖိနေရခဲ့တာချူတူတွေ့တာဒုတိယမြောက်ကားလို့